မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမာမြို့အခြေဆိုင် AM 27စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ27အနီးတနေရာကိုလာတဲ့စစ်ကောင်စီတပ်ရဲ့ရဟတ်ရင်နှစီးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကပစ်ခတ်ခဲ့ရာရဟတ်ရင်ဟာမစင်းတတ်နိုင်မဲနဲ့နောက်ပြန်လှည့်ပြီးတော့ထွက်ပြေးသွားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဗမာမှာရှိတဲ့လေရင်ကွင်းတစ်ခုလုံးအပါဝင်စကခ27အနီးမှာရှိတဲ့ခလိုက်ရ236အမတ366တို့ကို KI နဲ့မဟာမိတ် တပ်များကအပိတသိမ့်ပိုက်ထားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ27ရက်နေ့မှာလဲစစ်ကောင်စီရဲ့ရဟရင်နှက်စည်းကစကခ27အနီးတနေရာကိုစစ်သက်နိုင်ဖို့အတွက်ကြိုးပမ်းနေတဲ့အချိန်မှာတော်လိုင်းအဖွဲ့များကတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ27ရက်နေ့မွန်လွယ်ပိုင်းကစကခ27ရဲ့နောက်ကျောအောက်သားကျောမှာရဟရင်နှက်စည်းလာဝဲတယ် ိုရီဘက်ကပြစ်ခတ်လိုက်တာလူနာနဲ့အလောင်းကောက်ချိန်မရပဲနဲ့ပြန်ပြီးတော့ခောက်ပြေးသွားတယ်ငါကင်ဈေးကိုစုံစမ်းနေပါတယ်လို့ KI ရဲ့စခန်းသိမ်းတိုက်ပွဲသတင်းများကိုပုံမှန်အသိပေးနေတဲ့စီရေးသတင်းအရင်းမြစ်ကလူမှုကွန်ရက်ကနေတဆင့်အသိပေးရေးသားထားတာကိုတွေ့ရပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကချင်စီရေးသတင်းအရင်းမြစ်တအုပ်ကိုမေးမြန်းကြည့်ရမှာလဲမှန်ကန်ကြောင်းအတည်ပြုပြောကြားထားပါတယ်။ သူတို့ရဲ့အကြီးပိုင်းတချို့ထတ်ထိတယ်လို့ယူဆရတယ်လို့ရဟယင်စေတတ်ရန်ကြိုးပမ်းမှုအခြေအနေကိုပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီအနေနဲ့ဗမော်တိုက်ပွဲကိုလေချောင်းပစ်ကူပေးခြင်းလေချောင်းကနေခဲရန်ရိတ်ခါများဖြည့်တင်းခြင်းတွေကိုသာပြုလုပ်နိုင်ပြီးတော့မြေပြင်စစ်ကူမပေးနိုင်ဘူးလို့စစ်ရေးသတင်းအရေးမြစ်ကပြောကြားထားပါတယ် တိုက်ပွဲတွေပြင်းထန်နေတဲ့ဗမော်မြို့ကိုစစ်ကောင်စီကတိုက်လေရင်112လေရင်များနဲ့ဘုံကျဲတိုက်ခိုက်မှုများကိုပြုလုပ်နေတော်လဲထောက်ဖို့ရဟတ်ရင်တိုက်ခိုက်ရေးရဟတ်များကိုအသုံးပြုပြီးတော့တိုက်ခိုက်နိုင်ခြင်းမရှိဘူးလို့ပြောပါတယ် KIA ဟာ2024ခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှာရှမ်းမြောက်ကွက်ခိုင်မြို့နယ်နန်းဖက်ကခလာရ1နဲ့3တိုက်ရင်တိုင်းနဲ့တိုက်ပွဲမှာစစ်ကောင်စီရဲ့တိုက်လေရင်တစ်စီးကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်2024ခုနှစ်ဇန်နဝါရီလဆန်းပိုင်းကပဲ KIA ဌာနချုပ်ဟောင်းနားဖော့ဒေတာကိုလာတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်ကို KIA ကပြစ်ခတ်ခဲ့ရာရဟရင်ပြတ်ကျခဲ့ပြီးတော့အရာရှိစစ်တီများတိတ်ဆုံးခဲ့မှုတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်အာဏာသိမ်းစားကလည်းမိုးမောက်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ရဟရင်တစည်းကို KIA ကပြစ်ချခဲ့သေးတယ်လို့သိရပါဗျ။ KI နဲ့မဟာမိတ်များကဒီဇင်ဘာလ၄ရက်နေ့ကနေစတင်တဲ့ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းမှာအမှတ်136ချေလင်းတရင်ခလိုက်ရ236အမှတ်9336တန်ချက်ကတရင်အမှတ်9314တင်9တရင်အမှတ်366အမြောက်တရင်ဗမော်လီရင်ခွင်စရဖယုံနေဗမော်မျိုးအတွင်းစစ်တပ်တက်ဆွဲထားရနေရအများပြားကိုတိမ့်ပိုက်ထားတယ်လို့သိရပါတယ်တော်လိုင်းတက်များကစက္ကခ27နဲ့လက်ကျန်တရင်များတရင်ဌာနချုပ်များကိုဆက်လက်ပြီးတော့တိမ့်ပိုက်နိုင်ရအတွက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်နဲ့ကော့ကရိတ်မြို့နယ်တို့မှာစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကဇက်တိုက်စစ်ကြောင်းထုံးနေပြီးတော့ကော့ကရိတ်မြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ဘက်က9ဦးသေဆုံးကလက်နက်ခဲရနဲ့မူရဲစေဝါများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကကရင်ပြည်နယ်မြဝတီမြို့နယ်နဲ့ကွန်ကရစ်မြို့နယ်အတွင်းမှာရှိတဲ့အာရှလမ်းမကြီးကိုနယ်မြေစိုးမုံမှုရရှိရန်နဲ့မြဝတီမြို့နယ်ကိုစစ်အင်အားများဖြည့်တင်းရောက်ရှိစေရန်ဇက်တိုက်စစ်ကြောင်းထုတ်လျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီအောင်စီရစစ်ကြောင်းကိုဒေါနာတောင်ပေါ်မှာဖေဖော်ဝါရီလ22ရက်နေ့ကတနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲများဟာမနေ့ကမနက်ပိုင်းကနေပြီးတော့ညနေပိုင်းအထိကိုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အလားတူပဲဖေဖော်ဝါရီလ8ရက်နေ့ကကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်မြို့တေကုန်းရွာအနီးကိုဝင်ရောက်လာတဲ့အောင် င်စီရစစ်ကြောင်းကိုကော့ကရိတ်မြို့နယ်ကတော်လိုင်းပူပေါင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ကြာအောင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးပြီး3ဦးထက်မနည်းအထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်သားများအုံပြုတဲ့ MA1 အမျိုးအစားတနတ်တလခဲအမ်းများမိုင်းများနဲ့ ်မူရဲ့စေဝါများကိုလည်းတင်စီရရှိခဲ့ကြောင်း Justice Soldier PDF ကဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်ကော့ကရိတ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကပြည်သူ့စစ်မှုထမ်းအပတ်စဉ်တစ်ကတင်နန်းစင်တပ်သားများအများအပြားပါဝင်လာပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့နေတိုင်းလိုလိုထိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်ကြံရှိနေတဲ့စစ်ကောင်စီတပ်သားများအနေနဲ့ပြည်သူ့စံနာနဲ့မဆန့်ကျင်ပဲပြည်သူနဲ့တပ်သားတွေရပ်တည်ကြရန် Justice Soldiers PDF အဖွဲ့ကတိုက်တွန်းထားတယ်လို့သိရပါတယ် ကော့ဂရိတ်တိုက်ပွဲမှာနယ်မြေကန်ပူးပေါင်းတပ်ဖွဲ့ဂျာနာဂါ Southern Eagle Justice Soldiers PDF တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရစေခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာစစ်ကိုဆက်လက်ပြီးတော့ဆင်နွှဲသွားရမှာဖြစ်တယ်လို့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကတပ်မတော်ကြီးဗိုလ်တင်တန်းကျောင်းဘာထူးဗိုလ်လောင်းတင်တန်းအမှတ်1နဲ့ရှင်သူရတက်ခွဲတင်တန်းဆင်းပွဲမှာမင်းအောင်လိုင်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာလက်နက်ကိုင်းလမ်းစဉ်ကိုမစွန့်လွတ်ခြင်းနဲ့တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းတချို့က NUG, CRPH နဲ့ PDF တို့နဲ့ပေါင်းပြီးတော့ထိန်းချုပ်နယ်မြေများချဲ့ထွင်နိုင်ရေးအတွက်နိုင်ငံရေးကိစ္စများကိုအကြောင်းပြပြီးတော့လွတ်နက်ကိုင်းနီးလန်းကိုတရားလက်လွတ်လှုပ်ဆောင်လျက်ရှိတယ်လို့၎င်းကပြောဆိုထားပါတယ်စစ်တပ်အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတာဝန်များကိုထမ်းဆောင်လျက်ရှိပြီးတော့နိုင်ငံတော်ကိုကာကွယ်ရန်အစွမ်းကုန်စ조사ဆောင်ရွက်သွားရမှာဖြစ်ပြီးစင်နွဲနေတဲ့စစ်ဟာလည်းတရားတော်စစ်ဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်နယ်မြေချဲ့ထွင်ရေးတိုက်ပွဲများပေါ်ဆောင်လာမှုများကိုပြည်သူများနဲ့ပူးပေါင်းပြီးတော့ စစ်ကိုဆက်လက်ပြီးတော့ဆင်နွှဲရမှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့က ပြည်သူစစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးတော့မနေ့ကမေလကစတင်ပြီးစစ်မှုထမ်းအပတ်စဉ်တစ်ကိုဖွင့်လှစ်ကအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းရှိတဲ့လူငယ်များကိုအတင်းအကျစစ်ထဲကိုဆွဲသွင်းလျက်ရှိတယ်လို့သိရပါဗျ။လက်တလုံးမှာလစဉ်ဖွင့်လှစ်လျက်ရှိတဲ့စစ်မှုထမ်းအပတ်စဉ်ဟာအပတ်စဉ်၁၀အထိကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကစစ်မှုထမ်းကရန်လစဉ်လူငယ်အယောက်9000ကိုခေါ်ယူမယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံတော်မှာလူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးမှုများအကြီးအကျယ်လှုပ်ဆောင်လျက်ရှိကြောင်းတရင်ရရှိပါ ယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မန်တာရွာကိုအကြမ်းဖက်ဆက်တကလေရင်နဲ့၄ချိန်ဘုံကျဲတက်ခတ်ခြင်းကြောင့်အသက်ရှင်တဲ့အရွယ်ကလေးငယ်တအုပ်နဲ့အမျိုးသမီးငယ်တအုပ်တိတ်ဆုံးပြီး၈လနဲ့၁၀နဲ့အရွယ်ကလေးငယ်နှစ်ဦးအပါအဝင် ပုံထိပ်ကြိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ22ရက်နေ့ညနေ4:08မိနစ်ကစတင်ပြီးတော့ညနေ4:19မိနစ်အချိန်ထိမန်စီမြို့နယ်မန်တာရွာကိုအကြမ်းမဆက်တက်ကလေရင်နဲ့၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ဘုံဒီစက်နှလုံးထက်မနေကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တက်ရဲ့၄ချောင်းတိုက်ခိုက်မှုအတွင်းမှာအသက်၈နှစ်အရွယ်မောင်ဝါစာလေးနဲ့အသက်20အရွယ်မယာမစီတို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။အသက်၈လအရွယ်မောင်ဝါရီမီဟာ ဘဲဘက်ပားနဲ့ဘဲဘက်လက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အသက်၁၀နှစ်အရွယ်မောင်လူကာဟာညာဘက်ပေါင်မှာထိခိုက်ဒဏ်ရာရရှိကာအသက်၂၈နှစ်အရွယ်ဒေါ်ထွန်းစန္ဒာဟာလည်းဘဲဘက်လက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ချေးရွာနေပြည်သူဦးမင်းရွှေဒေါ်ရွှေကြီးဦးတင်တို့ရဲ့နေအိမ်များစံစက်နဲ့လဲတော်များလည်းဘုံတိထိမှန်ပြီးတော့ပြက်စီးခဲ့ရတယ်လို့သိရပါတယ်။ 112နဲ့မန္တာကြီးပါကိုစုစုပေါင်း၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တာပါပောက်ကွဲဆောင်ကဆက်နှစ်ချိန်ထက်မနည်းကြားရပါတယ်အသက်၈နှစ်အရွယ်ကလေးငယ်တအုပ်နဲ့အသက်၃၀အရွယ်အမျိုးသမီးတအုပ်တို့ပွဲချင်းပြီးတိုက်ဆုံသွားပါတယ်အသက်၈လအရွယ်ကလေးငယ်အပါအဝင်၃ဦးထိခိုက်ဒဏ်ရာရတယ်ဒဏ်ရာရတဲ့သူတွေကိုစေကူတာမှုပေးနေပါတယ်နေအိမ်တွေစံဆက်တွေပျက်စီးမှုတွေလည်းရှိတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်မန်စီမြို့နယ်ကိုအခုဇန်နဝါရီလအတွင်းမှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ဟိုပုံးမြို့နယ်မှာစစ်တပ်နဲ့ PNO အဖွဲ့ကလူငယ်များကိုစစ်မှုထမ်းခိုင်းရန် တရွာကိုလူဦးရေအယောက်30ကျော်အတမလိုက်လံဖမ်းဆီးစုဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဖေဖော်ဝါရီလအတွင်းစစ်မှုတိုင်းလူငယ်များချုပ်တင်စုဆောင်းထားရန်ဟိုပုံးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်တပ်နဲ့၎င်းတို့လက်အောက်ခံ PNO အဖွဲ့ကတရွာကိုလူငယ်အယောက်30ကျော်ပေးဖို့ရန်အတရတမလိုက်လံချင်းချောက်တောင်းခံနေတယ်လို့သိရပါဗျ။ဒါအပြင်ကျေးရွာအတွင်းမှာရှိတဲ့လူငယ်များကိုစစ်မှုတိုင်းစီရင်ထဲမှာနာမည်ထည့်သွင်းမယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအကြောင်းကြားစာများလိုက်လံပို့ဆောင်နေပြီး အမည်စရဲများလာရောက်ပေးပို့ခြင်းမရှိတဲ့လူငယ်များကိုစစ်မှုထမ်းဥတီနဲ့အရေးယူမဲ့ဆိုပြီးတော့ချိန်ချမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဟိုပုံးဘက်မှာကတရွာကိုစစ်မှုထမ်းလူငယ်အယောက်30ကျော်ပေးရမယ်ဆိုပြီးတော့စစ်ခွေးတွေကအတရားတမှလိုက်လံစူဆောင်းနေပါတယ်။ကြေးရွာအတွင်းမှာရှိတဲ့လူငယ်အရေးအတွက်ကိုလည်းကောက်ခံနေပါတယ်။အခုလူငယ်တွေရဲ့နေအိမ်တွေကိုလည်းအကြောင်းကြားစာတွေလိုက်ပြီးတော့ပို့နေတာတွေရှိတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်။အကြမ်းဖက်စစ်တပ်လက်အောက်ခံ PNO အဖွဲ့ကလည်းဟိုပုံးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကပြည်သူများကို တဲ့အိမ်ကိုငွေကျပ်2000နှုန်းနဲ့ပေးဆောင်ရမယ်ဆိုပြီးတော့ဒါတိုင်းလိုလိုအတင်းကျပ်ချင်းချောက်တောင်းခံမှုများလည်းရှိနေတယ်လို့သိရပါတယ်အလားတူပဲအေယာဝတီတိုင်းမော်ကျုံမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်နဲ့အုပ်ချုပ်ရေးမှုများကနေရောညပါပေါ်တာဆွဲနေတဲ့အတွက်လူငယ်များဟာထွက်ပြေးနေရကြောင်းဒေသခံပြည်သူများက တရင်ပေးဖို့တိုင်ကြားထားပါတယ်ဖေဖော်ဝါရီလပိုင်းကစတင်ပြီးတော့မော်ကျုံးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုအကြမ်းမဆက်တဲ့နဲ့အုပ်ချုပ်ရေးမှူးများကနေရောညပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွာလူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်များရဲ့မိသားစုဝင်များကိုလည်းချင်းချောက်ဝင်ညှဉ်းမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ် မော်ကျုံမြို့နယ်မှာစစ်ခွေးတွေနဲ့အုပ်ချုပ်ရေးမှုတွေပေါင်းပြီးတော့နေတိုင်းလိုလိုနေရောညပါပေါ်တာဆွဲဖမ်းဆီးနေလို့ရွာမှာလူငယ်တွေဆိုရင်မရှိသလောက်ပါပဲအခုလူငယ်တွေအကုန်ထွက်ပြေးကုန်တော့အိမ်အောင်စုစီရင်နဲ့မဲပေါက်တယ်ဆိုပြီးလာခေါ်တာတွေလည်းရှိတယ်သူတို့လာခေါ်တဲ့သူအိမ်မှာမရှိရင်လဲချိန်ချငွေညစ်နေပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုတွေတဲကမော်ကျုံမြို့နယ်ပတ်ပြဲအုပ်စုအုပ်ချုပ်ရေးမှု မြင့်လွင်နဲ့စခန်းချောင်းကြီးကျေးရွာကယာအိမ်မှုမြင်ဆန်းတို့ဟာအဆိုးဆုံးဖြစ်တယ်လို့သိရပါဗျ။တေဆုံးပါတဲ့လူငယ်များကိုစစ်မှုထမ်းစီရင်တယ်မှာထဲသွင်းကမိသားစုဝင်များကိုနှီးမျိုးစုံနဲ့ချင်းချောင်းဝင်ညှင်းမှုများကိုလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။